မင်္ဂလာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာန Radio NUG အစီအစဉ်မျိုးကိုတိုက်ရိုက်အတံလွှင့်ပေးနေပါရှင်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပီဆေးဟာနာရှင်ပီတို့ကနေကင်ဝေးပြီးကိုစိတ်နှပါပေးကင်းလုံခြုံကြပါစေလို့ရေဒီယိုညူကြည့်ခွဲသားများကနေဆုတောင်းမြတ်တာပို့သလာရပါတယ်ရှင်။အခုချိန်ကစပြီးနိုဝင်ဘာလ၁ရက်နေ့ရေဒီယိုညူကြည့်မနက်ခင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီရဲ့ပြည်တွင်းသတင်းတွေကိုတော့အေရီမှဖတ်ကြားတင်ပြပေးပါတော့မယ်ရှင်။မင်္ဂလာမနက်ခင်းပါရှင်။ 2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရေဒီယို NUG မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အေရီပါရှင်။ပထမအဆုံးအနေနဲ့မန္တလေး PDF ကရဲဘော်တပ်တွေအရေးတကြီးဖိတ်ခေါ်တော်လှန်ရေးအခက်အခဲကာလကြော်လွားဖို့ညှိနှိုင်းမှုတိုက်တွန်းဆိုတဲ့သတင်းကိုတင်ပြပေးမှာပဲဖြစ်ပါတယ်။ န္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ကအောက်တိုဘာလ31ရက်နေ့မှာထုတ်ပြန်ချက်တစ်ခုမှာနေဦးတော်လှန်ရေးကြီးသည်အခက်အခဲဆုံးအချိန်ကာလကိုရင်ဆိုင်နေရကြောင်းဖော်ပြထားပြီးရဲဘော်တင်များကိုအရေးတကြီးဖိတ်ခေါ်ကြောင်းထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်မှာတော်လှန်ရေးသည်အနေအမြင့်အတက်ကြာရှိသည်မှာသဘာဝဖြစ်ကြောင်းစူးစီးညီညွတ်မှုဇွဲနယ်ပယ်ကြီးမားမှုတို့ဖြင့်ကျော်လွှားနိုင်မည်ဟုအပြည့်အဝယုံကြည်ကြောင်းအလေးပေးဖော်ပြထားပါတယ်။ စီရေးရ PDF တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီကမြေပြင်နဲ့ဝေဟင်တာလွန်အင်အားတွေနဲ့ထိုးစစ်ဆင်နေတဲ့အတွက်အကောင်းဆုံးကြံ့ကြံ့ခံရင်ဆိုင်နေရကြောင်းဆိုထားပါတယ်။မဟာပြူဟာနေမြေတွေကိုဆက်လက်ထိန်းချုပ်ဖို့နဲ့မြမပြည်အလဲပိုင်းမြေပြန့်ဒေသမှာရှိတဲ့စစ်ကောင်စီရဲ့အချက်အချာနေရာတွေကိုချိန်းချောက်နိုင်ဖို့အလုပ်တွေဆက်လက်လှုပ်ဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်အာသစ်အင်သစ်ရဲဘော်တစ်တွေကိုအရေးတကြီးလိုအပ်နေကြောင်းတိုက်စွမ်းအားတာလွန်ဖို့လိုအပ်ကြောင်း MDI PDF ကတော်လန့်စစ်ကိုပအဝင်ဆင်နွှဲလိုတဲ့လူငယ်တွေကိုလှိုက်လဲစွာဖိတ်ခေါ်ထားပြီး တကယ်တိုက်နိုင်ဖို့နဲ့လိုအပ်ချက်တွေတက်ဆင်ပံ့ပိုးဖို့အပြည့်အဝတာဝန်ယူမှာဖြစ်ကြောင်းဆိုထားပါတယ်။တော်လန်စစ်ကိုဆင်နွှဲလိုတဲ့မိတ်ဆွေရဲဘော်တွေအနေနဲ့လူပုတ်ကိုတအူးတယောက်ချင်းသာမကအစုအဖွဲ့လိုက်တပ်ဖွဲ့လိုက်လဲ MD1 PDF ထံကိုလာရောက်ပူးပေါင်းပါဝင်နိုင်ကြောင်းအသိပေးထားပါတယ်ရှင်။ဆလပီရခိုင်တပီလုံးနီးပါလက်လွတ်ဆုံးရှုံးမှုလက်တကန်းအလိုရောက်ရှိနေတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတရေဘောကြောင့်လဲလို့အေးအေးရှုံးချလိုက်တဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA က အော်တိုဘားလ30ရက်နေ့မှာထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ရမှာစစ်ကောင်စီရဲ့ရခိုင်ပြည်သူတွေပေါ်လေကြောင်းပုံးကျဲတိုက်ခိုက်မှုတွေကိုတရေဘောကြောင်စွာကျူးလွန်ခြင်းလို့ပြင်းထန်စွာရှုံချခဲ့ပြီးပြည်သူတွေကိုလေကြောင်းအနေနဲ့အထူးသတိထားကြဖို့တိုက်တွန်းထားပါတယ်။ထုတ်ပြန်ချက်မှာစစ်ကောင်စီတပ်တွေဟာရခိုင်တပြည်လုံးနီးပါးလက်လွတ်ဆုံးရှုံးမှုလက်ဒကန်းလိုရောက်ရှိနေပြီးရခိုင်ရုံးမနဲ့နယ်ဆက်အကူမကွေးနဲ့ ARA တိုင်းနေမှာလည်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဖော်ပြထားပါတယ်။ စီရေးနိုင်ငံရေးအပါဝင်အဖက်ဖက်မှာရှုံးနေနေတဲ့စစ်ကောင်စီကရှမ်းမြောက်မှာကိုကန့်တအောင်အဖွဲ့တွေနဲ့အပြစ်ခတ်ရဲစဲရေးပြုလုပ်ခဲ့ပြီးမယ်။စစ်ရဆွေးမှုတွေရောကြခြင်းမရှိကြောင်းဖော်ပြထားပါတယ်။ရှမ်းမြောက်မှာထိုးစစ်တွေကြုံသွားခြင်းအခွင့်ကောင်းယူပြီးရခိုင်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာလ30ရက်နေ့တည်းမှာစစ်တွေရတိတောင်ပုံနှကျွန်း ပေါတော့ကြောက်ဖြူနဲ့စင်ချောင်းတိုက်နယ်ကုံပွေရွာတွေကိုလေချောင်းရေချောင်းလက်နက်ကြီးနဲ့ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ရမှာအရသား၈ဦးသေဆုံးခဲ့ပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့အသိပေးထားပါတယ်။ဒါပြင်အောက်တိုဘာလ31ရက်နေ့မနက်7:30နာရီ30မိနစ်ခန့်မှာပုံနှကြုံမြို့နယ်ပန်းဒီလာရွာကိုလေချောင်းပုံးကျဲတိုက်ခိုက်ခဲ့ရာအရသား၄ဦးသေဆုံးပြီးဒဏ်ရာရသူ၁၀ဦးမှလည်းပြင်းထန်စွာဆိုးရင်ရတယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့အဲ့ဒီတိုက်ခိုက်မှုတွေမှာဆေးရဆွဲမှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီးတော့ရှုံးနိမ့်မှုတွေကိုဖုံးကွယ်ဖို့စ조사ခြင်းဖြစ်တယ်လို့ရှုံချထားပါတယ်။ရှမ်းမြောက်မှာကျင့်သုံးခဲ့တဲ့ရွာ၊ကျောင်း၊ဈေး၊ဆေးရုံနဲ့ဘုံကြီးကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုရခိုင်မှာလည်းကျင့်သုံးလာနိုင်တဲ့အတွက်ပြည်သူတွေကိုနှိမ့်ညမြွေစီးရေးသတိအပြည့်အဝထားဖို့အလေးအနက်တိုက်တွန်းထားပါတယ်ရှင်။ အခုတခါရခိုင်ပြည်နယ်ပုံနှကြုံမြို့နယ်မှာ Jet Fighter ပုံကျဲတိုက်ခိုက်မှုကြောင့်ကလေးနှစ်ဦးအပါအဝင်အကျဉ်းသား၄ဦးသေဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ်။ပုံနှကြုံမြို့နယ်ဘန်နီလာရွာကိုအောက်တိုဘာလ31ရက်နေ့လယ်12:05မိနစ်လောက်မှာစစ်ကောင်စီ Jet Fighter လေးရင်တွေကပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရမှာကလေးနှစ်ဦးအပါအဝင်အပြစ်မဲ့အကျဉ်းသား၄ဦးသေဆုံးခဲ့တယ်လို့ရခိုင်ဒေသတရင်းတွေအရသိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ၉ဦးလည်းရှိခဲ့ပြီးအဲ့အနက်အများစုကတော့ပြင်းထန်ဒဏ်ရာရရှိခဲ့ကတိတ်ဆုံးသူတွေမှာပုံနှကျုံးမြို့နယ်ရူတရုတ်ရွာက မောင်ထက်မျက်နှာရင်၅နှစ်ဒေါ်အေးမြဝင်း36နှစ်တံပတ်လန်းရွာမှာမောင်ညံထက်အောင်၉နှစ်နဲ့စစ်တွေမြို့နယ်ကြားမတောက်ရွာမှာဖြိုးဖြိုး23နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။ဒဏ်ရာရသူ၉ဦးကတော့စစ်တွေမြို့နယ်ကြားမတောက်ရွာကဥဆန်ကျော်လှ64နှစ်ဥကျော်ဆန်း44နှစ်ဒေါ်မသိန်းရွှေ43နှစ်မတူစာဝင်း22နှစ် ပုံနှကြုံမြို့နယ်အိုင်တင်ရွာမှာဥအောင်စန်းဝင်38နဲ့တံပက်လန်းရွာမှာဒေါ်အေးစန်းရင်38နဲ့ပုံနှကြုံမြို့စံပြရက်ကွက်မှာဒေါ်ခင်မေတန်း45နဲ့ဥမောင်အေးနိုင်48နဲ့မဖြိုးအေးခိုင်72နှစ်တို့ဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီလေရင်တွေကပန်းတီလာစာတင်ကြောင်းအနည်းနေရာကိုရွေကျဲရှိရှိဘုံကျဲတိုက်ခတ်ခဲ့ရာစစ်တပ်နဲ့နဲ့လည်းလိုက်လံပစ်ခတ်ခဲ့တာကြောင့် YouTube ရွာကအရက်သား2ဦးနဲ့ပန်းတီလာရွာမှာစစ်ပေးရှောင်နေထိုင်နေရသူ2ဦးဘုံစားထိမှန်တိုက်ဆုံးခဲ့တယ်လို့သိရပါဗျ။ တချိန်တည်းမှာပဲစစ်ကောင်စီရဲ့စစ်တွေမျိုးမှာရှိတဲ့ခမရ3လေးလေးတရင်ကပုံနှကျုံမျိုးကိုလက်နက်ကြီးတွေနဲ့လှမ်းပစ်ခဲ့ရမှာစံပြရက်ကွက်မှာရှိတဲ့ဓမ္မမန်တိုင်းဘုံကြီးကျောင်းရှိလန်းကိုထိမှန်ကြရောက်ပောက်ကွဲခဲ့ပြီးအိတ်ခမ်းနှစ်ဆောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီး AR တိုင်းမှာစစ်ကောင်စီရဲ့အရက်သားပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံး24ဦးသေဆုံးခဲ့ရတဲ့အကြောင်းအရာကိုပြောပြပေးပါမယ်။ AR တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကအောက်တိုဘာလ31ရက်နေ့ကပူးတွဲထုတ်ပြန်ချက်တစ်ခုမှာ စစ်ကောင်စီတပ်တွေကအရဲသားတွေကိုရွေကျက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အရအောက်တိုဘာလ23ရက်နေ့က ERA တိုင်းစပင်းကြီးရွာကိုဇက်တိုက်လေရင်3စီးနဲ့ပေါင်900ဘုံသီးနှလုံးနဲ့ပေါင်250ဘုံသီး3လုံးပြစ်ချတိုက်ခိုက်ခဲ့ရာကလေးတငယ်တွေအပါအဝင်အရဲသားအနည်းဆုံး24ဦးသေဆုံးခဲ့ရတဲ့အပြင်နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ပကဖာကအဲ့ဒီဖြစ်ရက်ကိုစစ်ရာဇဝမှုအဖြစ်သတ်မှတ်ပြီးစစ်ကောင်စီကတစ်ဖက်မှာရွေးကောက်ပွဲနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဟန်ပြပြောဆိုနေချိန်မှာအရဲသားတွေကိုဆက်လက်တိုက်ခိုက်နေတာဖြစ်တယ်လို့ရှုံချထားပါတယ် ထုတ်ပြန်ချက်မှာတိုက်စုံသူတွေရဲ့မိသားစုတွေနဲ့အတူဝမ်းနည်းကြောင်းဖော်ပြထားပြီးပြည်သူတွေကိုလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုတတိထားနေထိုင်ဖို့နဲ့စစ်ကောင်စီရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုတတိနဲ့စောင့်ကြည့်ဖို့တိုက်တွန်းထားပါတယ်။ဒါအပြင်စစ်ကောင်စီကကျူးလွန်ထားတဲ့ဆီယာဆွေးမှုတွေအတွက်တာဝန်ခံရမှာဖြစ်ပြီးအပြင်းထန်ဆုံးလက်တုံပြန်သွားမယ်လို့ပကဖကတတိပေးထားပါတယ်ရှင်။အခုတခါစကိုင်းပလဲမြို့နယ်ချင်းပြည်ရွာကို Jet Fighter နဲ့ဘုံကျဲခဲ့ရအရသာတအူးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ ပလဲမြုံနယ်ချင်းပြည့်ရွာကိုစစ်ကောင်စီဂျက်ဖိုက်တာလေးရင်ကြီးကအော်တိုဘားလ30ရက်နေ့မနက်10:30မိနစ်လောက်မှာပေါင်900ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားတအူသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူလည်း9ဦးရှိခဲ့တယ်လို့ဒေသသတင်းတွေအရသိရပါတယ်အဲ့ဒီတိုက်ခိုက်မှုကြောင့်ပလဲမြုံနယ်ကိုမြိုင်မြုံနယ်တမင်6ရွာကနေရေနံလာရောက်သူတအူသေဆုံးခဲ့ပြီးနေအိမ်နှလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးမန္တလေးမရေယာမြို့နယ်မှာဆစ်ဆောင်စခန်ဖုံးကျဲခံရရာမှာအမျိုးသမီးတဦးသေဆုံးပြီးထိခိုက်သူ၅ဦးရှိခဲ့တဲ့အကြောင်းအရာကိုပြောပြပေးပါမယ်။မရေယာမြို့နယ်ဝန်တင်ကုန်းရွာမှာရှိတဲ့ဆစ်ဆောင်နေထိုင်သူတွေခုလုံနေတဲ့စာတင်ကျောင်းကိုစစ်ကောင်စီလေယာဉ်တွေကအောက်တိုဘာလ30ရက်နေ့ညပိုင်းမှာဖုံးကျဲတိုက်ခိုက်ခဲ့ရမှာအသက်16နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ဒေသခံအရေးမြင့်တွေထံကသိရပါဗျ။ထိခိုက်ဒဏ်ရာရသူ၅ဦးနဲ့တဦးမှာသွေးထွက်လွန်ပြီးစိုးရိမ်စရာအခြေအနေရှိနေပြီး ထိခိုက်သေးဆုံးသူတွေကတော့မဒီယာမြို့နယ်ရှိဘက်ချမ်းကစီးရဲတိုက်ပွဲတွေကြောင့်ရွှေ့ပြောင်းခိုလုံနေရသူတွေဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးမိုးပြဲမြို့နောက်ဖက်ချမ်းတနေရာမှာအကြမ်းဖက်စစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်မှုမှာအမျိုးသားတအူထိမှန်ဒဏ်ရာရခဲ့တဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ မိုးပြဲမြို့နောက်ဖက်ကျန်သုံးတပ်ကွေမှာအော်တိုဘာလ31ရက်မိုးလယ်7နာရီခွဲခန့်အချိန်မှာအကြမ်းဖက်စစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့မိုးပြဲလူခဲ့ PDF ကသတင်းထုတ်ပြန်ပါတယ်။ပုံကျဲတိုက်ခိုက်မှုအတွင်းလမ်းဖြတ်သွားလာနေတဲ့အသက်28နှစ်အရွယ်အမျိုးသားပြည်သူတအုပ်ကိုထိမှန်ကဘယ်ဘက်ခြေောက်မှာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။အခုတခါအကျံဖက်စစ်တပ်ရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့်ပြည်သူလူထုပိုင်းနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ရတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ KNU ခရင်မျိုးသားအစည်းအရုံးကိုသူလီအုပ်ချုပ်မှုနယ်မြေခလဲလူထုခရိုင်လေတို့မြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေတောင်ကင်းကျေးရွာအတွင်း2025ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာအာနာသိန်းအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်စောစန်းလွင်ရဲ့နေအိမ်တလုံးပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင်အောက်တိုဘာလ29ရက်နေ့ကလည်းခလရ264တရင်ကဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာကြောင့်စောနန်းဝင်းထွန်းရဲ့နေအိမ်တလုံးလည်းထိခိုက်ပျက်စီးခဲ့ပြီးအောက်တိုဘာလ30ရက်နေ့မှာလည်းရေတွင်းကုန်းကျေးရွာအတွင်းကိုဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်ရှင်။ စစ်တောင်းမြစ်ကမ်းမှာပြိုကျမှုကြောင့်ခုံမြောင်လေပတ်ခုံကြီးရွာကအိမ်၂၈လုံးရေကြီးနဲ့အတူမျောပါသွားခဲ့တဲ့ဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ KNU ခင်းအမျိုးသားအစည်းအရုံးကိုသူလီအုပ်ချုပ်နေပြီးခလဲလူထုခရိုင်မူးမြူနယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်ခုံမြောင်လေပတ်ခုံကြီးရွာမှာအောက်တိုဘာလ၂၀ရက်နေ့ကနေ၂၈ရက်နေ့အတွင်စစ်တောင်းမြစ်ကမ်းမှာပြိုကျမှုတွေကြောင့်နေအိမ်၂၈လုံးမျောပါပျက်စီးခဲ့ရပြီးအဲ့ဒီအိမ်တွေမှာနေထိုင်တဲ့အိမ်နောက်စု၂၈စုကလူဦးရေ၁၅၃ဦးမှာဘေးလွယာကိုပြောင်းရွှေ့နေထိုင်ကြရတယ်လို့ KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်။ အခုချိန်ထိကမ်းမပြိုကျမှုတွေဆက်လက်ဖြစ်ပွားလျက်ရှိပြီးတော့စစ်တောင်းမြေကန်တဖို့မှာနေထိုင်တဲ့နေအိမ်တွေနဲ့ဘုံကြီးเจ้าတွေပါဘေးလူရာကိုရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့သိရပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့စကိုင်းတိုင်းကောလင်းနဲ့ထိချိုက်မြို့နယ်ဒီမှာကင်းတောက်မီးဘုံပြန်တွေ့ပြီးဒေသခံတွေကို လေကြောင်းအနေနဲ့သတိပေးတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကောလင်းမြို့နယ်နဲ့ထိချိုက်မြို့နယ်ဒီမှာအော်တိုဘားလ31ရက်နေ့မနက်8နာရီလောက်မှာ spy balloon တစ်လုံးပြန်တန်းနေတာကိုဒေသခံတွေကတွေ့ရှိခဲ့တယ်လို့ကောလင်း info ကသတိပေးထုတ်ပြန်ပါတယ်။ စပိုင်ဘလွန်းကမနက်ပိုင်းမှာဝန်သူဘက်ကလာပြီးကောလင်းအရှိတ်ဘက်ခြမ်းမှာဘွေးပြန်နေခဲ့ရမှာတိကျိုက်မြို့နယ်ထဲကြော်သွားခဲ့တယ်လို့သိရပါတယ်ဒါပြင်တိကျိုက်မြို့နယ်ကစည်ရဲရင်းမြစ်တူကလည်းမနက်ပိုင်းမှာတိကျိုက်မြို့နယ်အတွင်းမီးဗုံးကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ရမှာစပိုင်ဘလွန်းတွေကိုစစ်ကောင်စီတပ်တွေကလွှတ်တင်နေတာလို့ယူဆရပြီးပြည်သူတွေကိုလေကြောင်းအန်ရီတွေကိုတတိထားနေထိုင်မှုတိုက်တွန်းထားပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ခါရှဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ ရီဒီယိုညူချီသတင်းတွေကိုနားဆင်ကြကြရတာဖြစ်ပါတယ်။အခုတခါနားဆင်ကြရမှာကတော့တော်လန်ကြီးကပြအနေနဲ့နေသွင်းနိုင်ရတာပြီးလွတ်လပ်တွေရွတ်ဖက်ထားတဲ့ကျေပြန်လန်းတေလို့အမည်ရတဲ့တော်လန်ကြီးကပြကိုနားဆင်ကြရတော့မှာဖြစ်ပါတယ်ရှင်။ကျေပြန်လန်းတေကဘာကြီးတဲ့ကြုံကြလာတဲ့လူငယ်တောင်ပန်းရွက်ချောက်ကိုနင်းပြီးတော်မီကိုလှုံနေရင်ဝကမီးထက် ကြောတန်ရပိုနဲ့လို့ပိုနဲ့တဲ့ဘဝကိုကူးရတယ်။မိသေးမှလည်းဒီကောင်တွေကိုမအေးပေးလို့ငါတို့ဆိုတယ်။တယံစာတဆိုတာပထဝီစာအုပ်ထဲကခုံထွက်မလာတဲ့ကျွယ်ဝမှု။ဘောကဗီဒဆိုတာចောင်းသားတွေအလွတ်ကျက်ရမယ်အိမ်စာ။စီးပွားရေးဆိုတာမအေးရိုးတွေရဲ့တနတ်ဖြာ။ငါတို့မှာចောင်းတက်ရင်နိုင်ငံတော်သချင်းဆိုပြီးចောင်းဆင်းတဲ့အခါအိမ်မပြန်ရဘဲစီတုတ်ဘူးတယ်။ ပြန်ဝင်ကြရတယ်။ရုပ်ရှင်ရုံမှာချစ်သူကိုအနမ်းမပွင့်ရသေးဘူး။နိုင်ငံတော်လံကိုစောက်တလွဲအလေးပြုနေရ။နိုင်ငံတော်ရဲ့ပွဲလန်းတပင်မှာအလန်တော်ဟာတုတ်ပိုးအပြည့်နဲ့တလူလူလွင့်လို့အရွယ်လည်းမတူကျယ်လည်းမဖြူရတဲ့ဘဝ fuck 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 ပဲတနက်ကတင်ယိုးညွန်တန်းဖြစ်လာတဲ့အခါလူငယ်ကိုကျဲလို့အပန်ထွက်ရတယ် စောက်တလွဲလော့ချင်နဲ့မြကမ်းပေးအင်ဂျီမဲတွေကိုဖမ်းပြီးဆင်းရဲမွဲတေမှုကိုတိုက်ဖြတ်ပုတ်တိုးနေတဲ့မွေတွေရဲ့သမိုင်းကိုလက်ဆင့်ကမ်းပြီးအနာကတ်ဟာလူငယ်လူရည်စရာပလတ်စတာကတ်တွေငါတို့ဟာမတရားမှုကိုပစ်ပေါက်မဲ့အုံနီကဲတွေနောက်တစ်ချိန်မှာဂျင်လီတွေဖူးရမယ်ဖျားဟာငါတို့မြို့ပြမှာ လူသေးရင်လူသေးတွေမြို့ပြမှာနှစ်ခါမသေးစရာဘူးဟဲ့ ဆွေးမြည်နေတဲ့ရည်စည်းချောင်းကြီးကိုလည်းလှံမှောက်ပြစ်လိုက်တယ်။မူသားမပါတဲ့မြင့်မင်းကိုစီးဟစ်တလာရဲ့နှကမ်းမွေးပြီးရင်နောက်ထပ်ဆွဲနှုတ်ခြင်းတဲ့အိဆာဟာမိဆာတွေရဲ့အာယုလမ်းကြောင်းဖြစ်တယ်။အုတ်ထုတ်ကိုနောက်ပြန်ဆောင်းမယ်။ရန်သူခေါင်းကိုပုံတီးမယ်။ငါတို့ရဲ့တက်တူးမှာမြစ်တေတွေမပါစေရ။ပေါင်းပြီးစစ်ပြုတ်တဲ့ငါတို့ကိုမြစ်ဆောင်မထိုးနဲ့။ရန်သူနယ်မြေစီတာဝဲပြစ်ဒုံးကြီး အဝေးကြီးလှမ်းပစ်လိုက်တယ်လို့သေကော့ပန်းမယ်။စောက်သေးကွဲချင်းကွဲမယ်။ဆက်နလာယာတီတိဖို့ဆိုရန်သူသေပန်းနဲ့ပြိကြမယ်။တော်ယူတောင်ယူမှာအသက်ကိုအလန်းလွှင့်ထားလို့ငါတို့ဟာကျေပြန်စင်းစင်းပါပဲ။လူငယ်လို့စာလုံးပေါင်းတဲ့အခါခမားတို့ရဲ့အုတ်ထုတ်တွေကိုချွတ်ပြီးဥညွတ်ထားရပါလိမ့်မယ်။ဆုတ်ပြဲပြည့်ရမယ်။လီဘူးပေါင်းတွေထဲကအမည်နာမများ စစ်ကြီးမပြီးခင်ပေလို့ရပါပြီမတရားတာကို မတရားဘူးလို့ပြောဖို့နောက်မကျသေးဘူးကြောင်လက်သေးဝှက်ပြီးလာအာလုံးပြီးရင်လမ်းမြအာလုံးဖွင့်လိုက်မယ်တန်းညာအာလုံးဖွင့်လိုက်မယ်နေတွင် ရေဒီယိုညူချီရဲ့မနက်ခင်းစီစဉ်တွေကိုဆက်လက်တင်ပြနေပါတယ်။အခုတခါနားဆင်ကြရမှာကတော့ကျမ်းမာရေးကဏ္ဍအနေနဲ့ကြိုတင်ကာကွယ်ပါအေးမိဝေဒနာဆိုတဲ့အကြောင်းအရာကိုຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးပါမယ်ရှင်။မိုးရွန်းနဲ့ဆောင်းရာသီရောက်ပြီးဆိုရင်နှာစည်းခြင်းတလူလူလေချောင်းနာခြင်းတလူလူဖြစ်လာပြီးဟိုနာတဆစ်ဆစ်ဒီနာတဆစ်ဆစ်နဲ့နေလို့ထိုင်လို့ခါလည်းမကောင်းဘူး။ဒါဆိုရင်တော့အေးမိတဲ့လက္ခဏာတွေခံစားနေရတာတေချာနေပါပြီ။ ဒီလိုလက္ခဏာတွေဟာလူတိုင်းကြုံရလေးရှိတာမို့အအေးမီတဲ့အကြောင်းကိုအားလုံးအနေနဲ့သိထားသင်ပါတယ်။အအေးမီယောဂအကြောင်းလေးကိုဆက်လေ့လာကြည့်အောင်နော်။ဘာကြောင့်အအေးမီတာလဲ။အသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်း upper respiratory tract မှာယောဂဘူးကူးစက်ခံရတဲ့အတွက်ကြောင့်အအေးမီလက္ခဏာတွေခံစားရပါတယ်။အဓိကကတော့နှာခေါင်းနဲ့လေကြောင်းမှာယောဂပိုးဝင်တာဖြစ်ပါတယ်။ယောဂပိုးဆိုတာမှာအသက်ရှူလမ်းကြောင်းတဲကိုဝင်နိုင်တဲ့ဘယ်ဗိုင်းရပ်စ်ကြောင့်မဆိုဖြစ်နိုင်ပါတယ်။ ။အိမ်မခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။နှာစီးခြင်း၊နှာရည်ယိုခြင်း၊လေကြောင်းနာခြင်း၊နှာချေခြင်း၊မျက်လုံးနာခြင်း၊မျက်လုံးအောင်ခြင်း၊နေလို့ထိုင်လို့မကောင်းခြင်း၊ခေါင်းကိုက်ခြင်း၊လေကြောင်းနာခြင်း၊အသံတွေဝင်ခြင်း၊အသံအော်အော်ကြီးဖြစ်နေခြင်း၊ဖျားနေခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ချောင်းဆိုးခြင်း၊နောက်ဆက်တွဲအနေနဲ့ထိတ်ကက်နာနဲ့နာအတွင်ယောဂပိုးဝင်ခြင်းတို့ခံစားရနိုင်ပါတယ်။ဘာကြောင့်အိမ်မိတာလဲ။ ဗိုင်းရပ်စ်ရောဂါပိုးကူးထားတဲ့လူတစ်ယောက်ကနှာစီးချောင်းဆူးလိုက်တဲ့အခါသူ့ရှူထုတ်လိုက်တဲ့လေကားတဆင့်ရောဂါပိုးတွေပါလာပြီးကူးဆက်တာဖြစ်ပါတယ်။ဘယ်လိုကုသလို့ရမလဲ။အဓိကကတော့ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားကောင်းအောင်ပြုပြင်နေထိုင်တဲ့နေလံပဲဖြစ်ပါတယ်။ဘာလို့ဆိုအသက်ရှူလမ်းကြောင်းကနေတဆင့်ဝင်တဲ့ဗိုင်းရပ်စ်ပိုးတွေဟာကိုယ်ခန္ဓာရဲ့ခုခံအားစနစ်နဲ့ရင်ဆိုင်တိုက်ပွဲဝင်ကြလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်အတွင်းမှာကိုယ်တိုင်ကကိုယ်ခံအားကောင်းအောင်နေထိုင်ဖို့အလွန်အရေးကြီးပါတယ်။ ဒါဆိုကိုယ်ကအောင်ကောင်းအောင်ဘယ်လိုနေထိုင်ရမလဲအနာယူပါအေးရွားဝအိပ်ပြီးကောင်းကောင်းအနာယူပါကိုယ်ကံအားကြနေတဲ့အချိန်မှာလှုပ်လှုပ်ရှားရှားပြင်းပြင်းထန်ထန်လှုပ်ရင်ကိုယ်ကံအားစနစ်ကအလုတ်ပူလို့ရပါတယ်ရေများများတောက်ပါ အနည်းဆုံးတစ်နေ့ကိုရေ2လီတာလောက်ထိတောက်ပေးနိုင်ရင်ပိုကောင်းပါတယ်။တခြားရောဘယ်လိုကုသရမလဲ။ဖျားနာကြိုက်ခဲတာတွေအတွက်ကတော့ပါရာစီတမောနဲ့တချို့အကြိုက်ခဲပြောက်ဆေးတွေတောက်သုံးလို့ရပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်ဖို့အကြံပြုပါတယ်။နှာရီယိုနှာပိတ်တာတို့အတွက်ရေနွေးငွေ့ရှူပေးနိုင်ပါတယ်။အရန်ကြီးမပူပါစေနဲ့လို့သတိပေးပါရစေ။ဘာလို့ဆိုနှာခေါင်းထဲမှာရှိတဲ့အမေးပါလေးတွေ၊မွှင်းညင်းလေးတွေအပူလောင်မှဆိုးလို့ပါ။ခလေးတွေမှာတော့မလုပ်ပေးပါနဲ့။အပူလောင်မှဆိုးရင်ရလို့ပါ။ဒါအပြင်နှာခေါင်းအဆက်ချဆေးတို့လိုဆေးမျိုးတွေသုံးဆွဲပေးလို့ရပါတယ်။စားရည်နဲ့ပလုတ်ချင်းပေးပါ။ငုံဆေးတွေငုံပေးလို့လည်းအဆင်ပြေပါတယ်။ ဗီတာမင် C အားစေးလေးတွေမျှဝဲလို့ရပါတယ်။ဒါပေမဲ့တန်ဆီးလွန်ပေးမှုလို့သတ်မှတ်ထားတဲ့ပမာဏထက်ဆရာဝန်ညွှန်ကြားတာထက်ပိုမတော့သုံးဖို့မှာကြားပါရစေ။အေးမိတာက3-4ရက်လောက်နဲ့ပျောက်ကင်းနိုင်တယ်လို့တခါတလေမှာတပတ်10ရက်လောက်ထိကြာလေးရှိပါတယ်။လိုအပ်တဲ့စီးဝါတောက်သုံးမှုတွေအတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ဆရာဝန်မညွှန်ကြားဘဲပိုးသက်ဆေးတွေမတောက်ဖို့မှာကြားပါရစေ။ ဗိုင်းရပ်စ်ပိုကူးခံရတာဖြစ်တဲ့အတွက်ကြောင့်ဘက်တီးရီးယားကိုတတ်တဲ့ပိုးသက်စေအန်တီဘိုင်ယိုတစ်တွေတောက်လို့လည်းအကျိုးမရှိပါဘူး။ဆေးရင်ပါပြီးနောက်တစ်ချိန်ကျဆေးမတိုးတော့တာဖြစ်သွားပါလိမ့်မယ်။အကယ်၍နားနာခြင်း အောင်ခြင်းရင်ဘတ်အောင်ခြင်းအသက်ရှူရခက်ခဲခြင်း အစိမ်းရောင်ရှိတဲ့ချွဲတွေတလိပ်တွေထွက်ခြင်းပါရာစီတမောတောက်ပေမဲ့အဖျားကြီးပြီးလုံးဝမကြရင်တော့မပေါ့စပဲဆရာဝန်နဲ့တိုင်ပင်ပြသတင်ပါတယ် အေးမမီအောင်ဘယ်လိုကြိုတင်ကာကွယ်ရမလဲလေးကျင်ကန်းပုံမှန်လုပ်ပါအာဟာရပြည့်ဝအောင်စားပါအရေးဝအောင်အိပ်ပါလက်စေးပါ တကူရီတန်ရှင်းရေးဂယူးဆိုင်ပါနှာချီချောင်းဆိုးရင်ပါဇက်ကိုအုပ်ထားပါတကူရီတကာရသုံးပစ္စည်းတွေကိုအမြဲပို့တက်ပါကိုယ်ကံအားကောင်းအောင်နေထိုင်မှအအေးမိတုတ်ကွေးယောဂါတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။ဒီလောက်ဆိုအအေးမိယောဂါနဲ့ပတ်သက်ပြီးတည်တင်တည်ထိုက်တဲ့ဘဝဒုဒ္ဒတွေရရှိကြမယ်လို့မျှော်လင့်ပါတယ်။ အားလုံးအခုလိုမျိုးအကုန်ဆောင်အခုကာလမှာအအေးမမိအောင်ကြိုတင်ကာကွယ်ကြပါလို့ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရမှအကြံပြုထားပါတယ်ခင်ဗျာတော်တော်ရှင်များရှင် အခုတစ်ခါနားဆင်ကြရမှာကတော့တော်လှရေးတိဂီတာအနေနဲ့တေးရီနေလုံးတေးဆူတောင်ပိုင်းမုတ်ဆိုးရဲ့ဒီလောက်ပါပဲလို့အမိရတဲ့တော်လှရေးတိဂီတာကိုနားဆင်ကြရတော့မှာဖြစ်ပါရဲ့ရှင်။ ကမယုံနိုင်သည်ဘူးလက်တွေ့ဘဝမှာနောက်ထပ်တို့ရဲ့ကြမစုံနိုင်တော့ဘူးဒါအိမ်မလောက်တကယ်လားဝေဝေမရတော့ပါလား မြာစုတွေအာလုံးဘဝမှာအစင်မပြေခဲ့ဘူးနောက်တဲ့ဘဝမှာမြာစုံဝင်တရားပါမလားတလောက်ပါပဲရှင်းစင်ရှိသလားစုံဝင်ရခဲ့တယ်တလောက်ပါပဲပြပြမမင်းကိုမကယ်လို့ဝမ်း

llama amigo porque lo amaré con la coca so ya amaré te la pavé si es así de mía so muy agere te la pavé te llama amigo porque lo amaré me han dado ya amaré te recuegere te la qua ve te la qua ve te mi adore shinga ne ye te te la qua ve pjesi tuare now so in my dream ne hanga o tangere ngate recuegere ver. ရေဒီယိုအန်ယူဂျီကနာတောထဆင်နေတဲ့ပရိသတ်များရှင်အခုနောက်ဆုံးအနေနဲ့တိုင်းရင်းသားဘာသာစကားနဲ့သတင်းထုတ်လွှင့်မှုအစီအစဉ်မှာတော့ချိုးချင်းဘာသာစကားခွဲတစ်ခုဖြစ်တဲ့ဒိုင်းဘာသာဖြစ်သတင်းထုတ်လွှင့်မှုကိုနားဆင်ကြရတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုရေဒီယိုအန်ယူဂျီနဲ့ချိုးချင်းဘာသာသတင်းထုတ်လွှင့်မှုအဖွဲ့တို့ကပူးပေါင်းတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင် กฮมตุงเอขอกมทงให้กนมกุเลมพอคำข้าอักซึมเธอปมอหินังคนซุมอตังกาทักตรงเอนิยองไว้ตัวกอมอูอักษกากำเปลมเลือนแหคางซุงคำเลยอายาบอยบางไปเกิบอีไว้เตเลยกำเปลมเลือนแหบักขออมนูยอมใส่กิติยาทั้งอังฮินอกาหาคำเลืออะสิทธะปวยนูสิทธะขังแหซุนอย่าหาตำยอทอลอกเกหาคำเลือกอมังคักถุมังท่านังก็เสียส่วนเธอไว้เตเลยซีซีเอฟหาคานยอมใส่กิติยาทั้งยังอักทุมนอกา ซึ่งเจ้ากุมาเชนน้อยในมีเหือหึกทองโบยงไปเกียกคางแงเห็นป้าเจียงเกิงไปติดแกแฮนเตลูซีเอ็นเอลดีหน่วอังสินเตียยอมแทกเกียทางนี้ยอมไว้ตัวความอุ้มซิตาเปโนกำเปลมเลือนแหกออกมาคอดยองอายอกอยโรเซตาเพิคังซุงคำเรืออายาบอยบางเบกบมีบายาป้าขอกอุ้มโนยอมเสยกียกักกิมอาเฮนาเมื่อขากักขินังกำเปลมเลือนแหกจนซิตาเปโนคอดยองอมหาเวเซนอากอโรวากักกนิม เมื่อยขาอําก็เล็กเพิ่มให้เบิ่มกําแหลมเดินแฮซ้อมบุ้มนอกะคอจงยอกอปอยแซมนูมีมังปิกยาทุมเทลดาฮาเล็กผือแลบกยากะเกนิมเมื่อขาอํากเลมหอยาอํากเลกคุมเบมบิสิบสะบนกําแลมเดินแฮอจงยอกอปอยแบตเซอมปอสิกิเฮยกกน ခန်းစုံခမ်လို့အယဘွိပန်းဘကအနမ်အီဝါယာကမ်ပလမ်လို့နေဘခေါကုံနုယောမ်ဆွေကီယာကကနင်ခိုခိုအစီပလမ်ဟာခမ်လို့အစစ်စဘနုစစ်စခန်းဟဲစံယဟာတမျောထော်လလူခึกထောင်းပွိပြီးလို့ဟွာဖုန်နေတဲ့လင်မော်လခန်းဟဲယောမန်ဟုတ်ကီယာကဆေတမ်ဟာခမ်လို့ဝေကီအန်လို့ယခန်းဟင်ခပ်ထုံပင်ပင်ထာနာကအနေလို့လန်းဆဲစုံဟွာယာစီတီအက်ဖ်ဟာခန်းယောမ်ဆွေကီနင် စစ်စပ်ပဟင်နောဟာခမ်လူအာထန်းလုံဘောက်ဆုနာပီအန်လူယခငဲအီမာကွိုင်ဟုလူယောမန်ဟုဆဟတ်လုံစစ်စပ်ခန်းဟဲပီယဟာတမ်ယောယုံထွိုင်ဆက်ကီတလူထန်းဟူအာကကနိမ်အစနထွန်စတာဟာခမ်လူအုံဝက်ကီအန်လူယခငဟင်နုံအစနထွန်စတာဟာခမ်လူအုံဝက်ကီအန်လူယခငဟင်ခကုမ်ထုံဟဲကနမ်ကုလေမဟဟွိခါအမ်ကုလေကိုတူနေလူခကုမ်ထုံဟဲကနမ်ကုလေခုခစစ်စခါအထုံကိပလေးအတ်ဝေးစပ်ခတ်ထုံဘင်းပင်းနုံ မဟုမခုခထိုင်ဝေစပါထာနာကိုစေဇွန်ဟူဝိုက်တလမိခာအမ်ကိုလေခမ်ဟွမ်စနမ် CDF ဟာခါနိုယောမ်စကီယာကကင်အဟိဘောအယောမ်စခင်အန်ဒိုယခါနိုအနိလကလမ်မယာကိုလကလပ်ကအနိယင်တာစစ်စဘွနအနိယောကောအန်ပီကဲနဲနိုအန်ဒိုထိုပေဝနန်တလ CDF ဟာခါနိုအန်စင်တယာယောမ်စကီယာကကင်နိမ်ခကုမ်ထုံဟိကနမ်ကိုလေမဟာခင်ခါန်စစ်စဘွနအမီဟာဟึกထောင်ပယုံပိကီယာခါန်ပတ်ဖိုဟင်ပါတီကွန် ဖုံဟေကာကောလပီခကုမ်ထုံဟေကနမ်ကုလေအဒခဒုနေလပါတီယုံကင္ပိတိကဲတေလ CNLD နုအင္စင္တေယမ်ထေကီယကာကိပုနုထံခပ်ယာပုစောဇမ်ဟင်ခကုမ်ထုံဟေကနမ်ကုလေအဒစိမ္ခင္ခင္တုနေလကင္ပိတိကေဟွိုင်းနိမ်ချံဥဋ္ထံယာပူဝန်မုံလျံဟင်ပီပါတိယံငါညောကတငိလောက်ကြကဆေအမ်ကနိယောင်ပိသတိဥနိမ်တိလယောမ်ထေကီယာကကိမ်စစ်စပနာဘီရောဟခုထောင်းပွိဟိနံပုနောထံခပ်ဖင် ချင်းပြည်တဲ့ကွန်ကရစ်တပါဒီမဲဆန်တမ်းကြီးအခုနော်ကငစမေဟုတ်ကီယာကကင်ပူဆိုဆမ်ဟင်တာရှန်ယာတိုင်းရင်သားများဒီမိုကရက်တစ်ပါတီယုံငစမေဟုတ်ကနေတီလုမွေခါအပိုလ်ဟောနာချင်းဝမီဒီယာနောအခုနော်ကမှုအားကကင်နင်ချောင်းအုပ်သမ်ဟင်တာချင်းပြည်တဲ့ကွန်ကရစ်တပါဒီမဲဆန်တမ်းကြီးအခုနော်ကငစမေဟုတ်လုပူဝမ်ဟုံးလျန်ဟင်တာငစမေနော်က ang pui ko ang pui kak sing hama ka kenim sit sa ko ma shin hin no khuk thong boi hing hi wei bik khaya ka thon na tam ak sang no khin da khokum thong he kanam kule ma king kha am kule kham na bum bi lu tam ang hi no khin da khokum thong he kanam kule khuk sik su kha a ha le an na bum bik khaya ka kim kho khong da ha kham lu ya ti tim lu hi khomang wa bi hot wai te lo sit sa ko ma shin no thak pak kya ka ki sungai kinu bab beno ang tunani berunim. Akum dulu bakwa dekung anik ua maya pok lui tiki bungyan ya song tau ilu kang aklum tiku lemboi kini. Kom dekung anik u maya bungyan esun am yukuma aniprana kaki aklum akli apelep apulum angton aksak anghum tiareki ahinehin hin คือก็ไอเซอร์ลูอดีตสานินเฮงปีปกลุยที่เกียนีอาสุนัพุฮินาคือไอเซกีสองตัวไออังโชวยาอตุยลำหุมันไวเท่ากินีเด็กุงอันนี้อวามายาปกลุยที่กีบุงยาเนหินอาหานุงบุกอเวนังอาทิทายาบุกอเวนังฮุนาเวกียากากีอาสุนันหุนนันิวาพังยามสิงนาเกนันยาบุมซีไวปกลุยที่เกียสุนคือนันยาเฮควายบิงบิงไว အဆုနေဆုန်အကဒမပေါကူလူရာလမ်ဆူတီကုဆခောကီနီကုဥပေယံခောဘုံယန်မိုင်းနနီယဖုံခရက်ဆေယံပီနနီယမ်သေးဝိုင်နဖူအကုအကူအေဆေတာအထောနုံတာမစင်းနာကေယမ်စင်းလူဆုံအီကီခါငုံနနီယပရဝိုင် ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုပြစ်တရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖွဲ့သားတွေကဆုတောင်းနေကြပါပါရှင်။မြေသားမျိုးတွေအစိုးရရဲ့စက်တော်ရဲ့ဒရင်အချက်အလက်တွေလက်ပညာဝေကြီးချတာကထုတ်လင်းနေတယ်။ ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်။ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တို့အားပေးနေတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်။အရေးပေါ်ပုံအောင်ရမည်